ဘာတွေကိုသတိပြုရမလဲဆိုလို့ရှိရင်တော့မြေဆွေးပြုလုပ်တဲ့အခါမှာ organic ပစ္စည်းကိုသုံးလို့ရတယ်လို့ဆိုပေမဲ့လေ organic ပစ္စည်းတိုင်းကိုတော့ထည့်ဖို့မတတ်တော့ပါဘူးဥပမာအသားနှုတ်ပစ္စည်း C U စတာတွေကိုထည့်တယ်ပါအလုံးမဲမင်္ဂလာပါ ဒီနေ့မှာတော့အစိုင်းရောင်လန်းကမြေဆွေးပြုလုပ်တဲ့အခါမှာဘာတွေထည့်ရမလဲဆိုတဲ့အချက်လက်တွေကိုပြပြပေးချင်ပါတယ်။မိမိကိုယ်တိုင်မြေဆွေးပြုလုပ်ခြင်းကငွေကုန်သက်သာစေတယ်လို့ကိုယ့်ရဲ့စိုက်ခင်းမြည်စီလိုအရင်ဝေးကိုတိုးတက်ဖို့လည်းအထောက်အကူဖြစ်စေပါတယ်။စွန့်ပြစ်မိုက်ဒရိုက်တွေကိုအသုံးပြုခြင်းကပတ်ဝန်းကျင်ကိုထိမ့်သိမ့်ဖို့အကောင်းဆုံးနည်းလမ်းလေးဖြစ်ပါတယ်။ဆိုတော့မြေဆွေးပြုလုပ်တဲ့အခါမှာဘေးအရာတွေကိုထည့်သိမ့်ပြီးတော့ဘေးအရာတွေကိုရှောင်ရှားရမလဲဆိုတာကိုသိဖို့လိုအပ်ပါတယ်။ ပထမဆုံးချက်အနေနဲ့ကတော့တတိနဲ့ဟင်းသီးရွက်အကျဉ်းချက်များကိုထည့်လို့ရပါတယ်။မိဖို့ကြောင့်ကနေထွက်ရှိတဲ့အတိနဲ့ဟင်းသီးရွက်အကျဉ်းချက်တွေကိုညီဆွေးပြုလို့ရမှာထည့်တင်လို့ရပါတယ်။မပြောကုန်ထောက်ပတ်သိစီအာလူကုန်နဲ့အစားအစာတွေကနေကြန့်ရှိတဲ့အကျဉ်းချက်တွေကတဘာဝဆုပ်ပစ္စည်းဖြစ်တဲ့အတွက်ညီဆွေးပြုလို့ရအကျဉ်းချက်တွေကိုညီဆွေးပြုလို့ရအကောင်းဆုံးဖြစ်ပါတယ်။ဒီလိုသဘောပစ္စည်းတွေထည့်တဲ့အခါမှာနှလမရွယ်ပိုင်းစားလေးတွေပြုလုပ်ပြီးတော့ထည့်ပေးခြင်းကမြန်မြန်ဆွေးမိစေပါတယ်။တိနဲ့အကျဉ်းချက်တွေထည့်နိုင်တယ်လို့ဆိုတော့လေခရမ်းကျင်၊ရှ၊သမယာနဲ့ အရှင်ဖောက်ထားတဲ့အရာတွေထည့်မယ်ဆိုလို့ရှိရင်သူတို့မှာပါဝင်တဲ့အဆစ်တကြားမြေဆွေးထဲမှာရှိတဲ့ဘက်တီးရီးယားတွေကိုသေစေနိုင်ပြီးဆွေးမြေ့မှုကိုနှောင့်နှေးစေနိုင်ပါတယ်။နံပါတ်2ချက်ကတော့သတင်းစာစာရွက်ထည့်လို့ရပါတယ်။ဒီစီပြုလုပ်တဲ့ကာမှာသတင်းစာစာရွက်ထည့်ပေးခြင်းကအမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။လူများစုကသတင်းစာမှာတော့ပြည်ရဲ့မြင်နေနဲ့ပတ်သက်ပြီးတော့စိတ်ပူလို့ရှိပါတယ်။ဒါပေမဲ့ယနေ့ခေတ်သတင်းစာတွေမှာတော့ပြည်ရဲ့မြင်အနက်အဖြူနဲ့အယောက်ရှိမြင်နေရစိတ်တောက်ကြပါတယ်။ ရေစေးပုံမထည့်မီသတင်းစာကိုအပိုင်းစာတွေဖျက်အောင်ပြုလုပ်ပေးပြီးတော့ထည့်ပေးမယ်ဆိုလို့ရှိရင်လေဝလေးထွက်ကောင်းစေပြီးတော့မြန်ဆွေးမြေ့ဖို့ကူညီပေးပါတယ်။သတင်းစာစာရွက်တွေကိုမတုံ့ပဲလှပလိုက်တာဆိုလို့ရှိရင်လည်းရေစေးပြုလုပ်ရမှာအကျိုးရှိတဲ့အချက်ပဲဖြစ်ပါတယ်။နံပါတ်3ကတော့ channel မှာထွက်တဲ့စွပ်ပစ္စည်းတွေကိုထည့်လို့ရတာပါ။ channel မှာထွက်တဲ့စွပ်ပစ္စည်းတွေဆိုတာကပေါင်းပင်တွေ၊ခြုံပုတ်တွေ၊ကောက်ယူတွေ၊ရွှေချနေတဲ့တရွက်တွေနဲ့တကိုင်းတွေပါဝင်ပါတယ်။ channel ကထွက်တဲ့အမိုက်စပစ်ပစ္စည်းတွေကိုမြေဆွေးပြုလုပ်ခြင်းကမြေဆီလာတဲ့အာဟာရတွေကိုပြန်လည်ရရှိစေနိုင်တဲ့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ခြံကထွက်တဲ့စပစ်ပစ္စည်းတွေကပုံမှန်အဖြစ် nitrogen ပမာဏမြင့်မားပြီးတော့အပင်များကြီးထွားရန်အတွက်အထောက်အပံ့ပြုပါတယ်။တကယ်လို့တကိုင်းနေမြေဆီတဲ့ထဲတာမဆိုရင်တော့အပိုင်းဆိုင်ငယ်လေးတွေဖြစ်ခုတ်ထည့်ပြီးမှထည့်သက်ပါတယ်။မြေဆွေးလုပ်တဲ့အခါမှာရောဂါရနေတဲ့အပင်တွေပေါက်သက်စေသည်ခန္ဓာရဲ့နေရာကပေါင်းပင်တွေမထည့်ဘူးတော့သတိပြုသင့်ပါတယ်နော်။ နံပါတ်၄ကတော့ကျုပ်အခွန်နဲ့ပေါင်မုံတွေထည့်လို့ရပါတယ်။ဒါပေမဲ့ကျုပ်အခွန်နဲ့ပေါင်မုံတို့ကကျွက်နဲ့ပျော်စိတ်လိုမျိုးအကောင်ကြီးဆွဲဆောင်မှုတခုဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုထည့်မယ်ဆိုလို့ရှိရင်တော့လုံခြုံအောင်တည်ချဖုံးထားဖို့တော့လိုပါတယ်နော်။နံပါတ်၅က coffee အမှုတ် coffee အမှုတ်ကိုတောက်ပြီးတော့ကြံတဲ့အမှုတ်လေးကိုမီဆွေးပြုလုပ်ရမှာထည့်တင်တက်ပြလိုက်ပါတယ်။ coffee အမှုတ်ထည့်ပြီးချင်းကနိုင်တိုဂျင်တက်ရရှိစေနိုင်ပြီးမီဆွေးကအရေးသွေးကိုလည်းပုံမှန်ပေါက်မှုလာစေပါတယ်။ နံပါတ်6ကစားစာမှုနဲ့တရားပိုင်းစားတွေကိုအသုံးပြုလို့ရတာပါ။ဘာလို့လဲဆိုတော့သူတို့မှာကာဗွန်ပါဝင်မှုမြင့်မားလို့ပဲဖြစ်ပါတယ်။ channel ကထွက်ရှိပြီးတော့ nitrogen ပါဝင်မှုများတဲ့သဘာဝဆုပ်ပစ္စည်းတွေနဲ့ရောထည့်မယ်ဆိုရင်တော့ပမာဏချင်းကြီးပေးဖို့တော့လွယ်ပါတယ်။နောက်ဆုံးချက်ကတော့တရိစ္ဆာန်ဆုပ်ပစ္စည်းပဲဖြစ်ပါတယ်။တရိစ္ဆာန်ဆုပ်ပစ္စည်းတွေကိုမြေဆွေးနဲ့ထည့်ပေးလိုက်မယ်ဆိုရင်မြေဆွေးပုံအတွက်အရန်ကိုကောင်းမွန်တဲ့နည်းလမ်းတစ်ခုလည်းဖြစ်သွားမှာအမှန်ပါပဲရှင်။ ဘာတွေကိုသတိပြုရမလဲဆိုလို့ရှိရင်တော့မြေဆွေးပြုလုပ်တဲ့အခါမှာ organic ပစ္စည်းကိုတုံးလို့ရတယ်လို့ဆိုပေမဲ့ organic ပစ္စည်းတိုင်းကိုတော့ထည့်ဖို့မသင့်တော့ပါဘူးဥပမာအသားနှုတ်ပစ္စည်းစီယူစတာတွေကိုထည့်တယ်ပါဘူးဘာလို့ဆိုသူတို့မှာယောဂတွေပါလာနိုင်ပြီးတော့အခက်မသင့်လို့ရှိရင်ဒီဦးကြီးတို့ရဲ့ဒီစပေါ့တစ်ခုလုံးတုံးမရတော့ဒီပြတတ်တာမှုသတိပြုသင့်ပါတယ်နောက်တစ်ခုကတော့အဲ့ရတွေကိုထည့်သွင်းလိုက်မှဆိုရင်ချက်နဲ့အင်ဆက်ပုံမှအချို့ကိုဖိတ်ခေါ်ရလဲရောက်တတ်ပါတယ်သူတို့ကအစာရှာဖွေဖို့အတွက် အကြီးတို့ရဲ့မြေဆွေးပုံကိုဖြစ်စည်းသွားနိုင်ပါတယ်။နောက်တစ်ခုကယောဂရနေတဲ့အပင်တွေကိုမထမ်းမိစေဖို့အတွက်ပဲဖြစ်ပါတယ်။မြေဆွေးရဲ့ဖြစ်စဉ်ကအပင်ယောဂတွေကိုသိစေနိုင်ခြင်းမရှိတာကြောင့်မြေဆွေးပုံတစ်ခုလုံးယောဂပြန်သွားပြီးတော့စိုက်ခဲနေမှာမြေဆွေးထည့်မိရင်အခြေအနေဆွေးရသွားနိုင်တာကိုခရီးပြည့်တင်ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။